နော်ဦးနေဝင်းအာနာသိမ်းမှာကိုအကုန်လုံးသိတယ်ဦးနေဝင်းအာနာသိမ်းမှာကိုပြည်တွင်းလည်းသိတယ်ပြည်ပလည်းသိတယ်နယူးယောက်တိုင်းသတင်းစာတွေကလည်းသိတယ်အာနာမသိငင်နေနယူးယောက်တိုင်းသတင်းစာကြေညာနေပြီအိန္ဒိယနယူးဒေလီသတင်းစာလည်းကြေညာနေပြီနယူးယောက်တိုင်းသတင်းစာဆိုရင်သူရေးသားချက်ကိုပြောပြမယ်နော်မြန်မာနိုင်ငံမှာဖတ်စာပလ2ချမ်းကွဲပြီးတော့ တန်ရှင်းဖဆပလပဆပဋ္ဌဆအစိုးရတဲ့1960ပြည့်နှစ်ရွေးကောက်ပွဲ၌နိုင်ပြီးအာလာအာနာရလာသည့်တိုင်နဲ့ပဋ္ဌဆအဖို့ချုပ်အာနာရပါတီအတွင်း၌ဥဘိုတခင်ဆိုပြီးအုပ်စုတွေ꿰နေတယ်ကြားဘူးလားဥဘိုတခင်ဆိုတာအုပ်စုသုံးစု꿰နေတယ်အချင်းချင်းအာနာတွေပြန်လူပြည်ထနာပေါင်း6000ရင်းဆိုင်နေတော့ဥလူကြီးမနိုင်မနေဖြစ်နေတယ် ။ဒါကြောင့်မို့လို့မြန်မာနိုင်ငံမှာအာဏာသိမ်းမှု ဖြစ်လာနိုင်ခြေရှိပါတယ်ဆိုပြီးတော့အမှန်နယူးယောက်တိုင်းသတင်းစာကစပြီးတော့အတိတ်စိမ်းအတိတ်နမိတ်စပြီးတော့ပြောနမိတ်ကြိုဖတ်အဲ့ဒီချိန်မှာနယူးဒေလီအိန္ဒိယနယူးဒေလီသတင်းစာကလည်းကြိုပြောပြီဖက်ဒရယ်စစ်ဆင်မှုတောင်းဆိုခြင်းဖြင့်ပြည်တော်စုပြိုကွဲရေးကိုလိုလားသောအင်အားစုများတက်ကြွလှုပ်ရှားလာလို့အာဏာသိမ်းနိုင်ကြောင်းဆိုပြီးတော့အဲ့ဒီချိန်ကလည်းနယူးဒေလီသတင်းစာကရေးနေတယ် ာနာသိမ်းမှာအကုန်သိတယ်တော်လိုင်းကောင်စီကဟုတ်ကဲ့လိုက်ရပါနော်အဲ့တော့ဦးနေဝင်တော်လိုင်းကောင်စီဘာလို့ထွက်လာလဲခင်ဗျားတို့ပြည်ခင်ဗျားတို့အရက်သားတွေတုံးစားမရလို့အဲ့ဒီလိုနဲ့တော်လိုင်းကောင်စီတရင်စာထဲမှာဘာပါလာလဲဆိုတော့ဝိဓုရတခေချက်ပေါ့ဖဇပလာခေါင်းဆောင်ကြီးကတရင်စာထဲထည့်အောင် မိဘပြည်သူများခင်ဗျာဒီချိန်မှာတော့ကျွန်တော်တို့အာဏာမရှိတော့ပါဘူးတော်လိုင်းကောင်စီကတော့အာဏာသိမ်းသွားပါပြီဒါပေမဲ့ရှမ်းမှုကဖက်ဒရယ်စစ်စစ်မှုကိုကျွန်တော်တို့ပဋ္ဌာဆအစိုးရအနေနဲ့လက်ခံနိုင်ဖို့အလားအလာမရှိပါကြောင်းဆိုပြီးတော့ပဋ္ဌာဆအစိုးရကိုယ်တိုင်တရင်စာအဲ့တော့တေချာစဉ်းစားကြည့်ရင်အရက်သားနိုင်ငံချင်းစစ်ရှိတဲ့တကယ်ဖက်ဆပ်ပလတ်ဘောင်းဆောင်တွေကလည်းပဲရှမ်းမှုကဖက်ဒရယ်စစ်စစ်မှုလက်မခံဘူး ပျော်ပွဲမှာဆိုရင်လို့တော်လိုင်းကောင်စီကအာနာတိမ့်လိုက်ခြင်းဖြစ်တယ်။ကဲကဲဒီကိုနားလည်မယ်လို့ထင်ပါတယ်။နော်အဲ့တော့ဥနေဝင်းကြီးဘာကြောင့်အာနာတိမ့်လဲရှင်းရှင်းလေးပါ။ညီမတက်မတော်ကအကြောင်းမဲ့ဘာလုံးမမလုပ်ဘူးဗျ။အဲ့ခင်ဗျားတို့ညီမတက်မတော်ကအလုံးလုံးအဲ့တော့ slide ငွေကျုံလျံပြောသလို မားတို့သွားသွားပြီးတော့မဆွနဲ့ဟိုက G3 နဲ့ပြစ်ပေါက်လိုက်မယ်ဟိုက G3 နဲ့တက်မလို့ပြစ်ပေါက်လိုက်တိုင်းပြစ်ပေါက်လိုက်တိုင်းဘာဖြစ်လဲခင်ဗျားတို့ပဲနားတယ်မလားမနာချင်းခင်ဗျားတို့ရေချင်းရှောင်ညူးလားခင်ဗျားတို့အုပ်ရေးတွေအကုန်ပေးထားတယ်ခင်ဗျားတို့အရသာအုပ်ချုပ်ရေးတွေလှုပ်ဆောင်ကွင်းတွေအကုန်ပေးထားတယ်ခင်ဗျားတို့ပြည်သူတွေကိုယ်တိုင်အသုံးမရလို့တက်မလို့ကနေရာပြန်ယူရတယ်အရွေးတစ်ခုပြန်သွားရတယ်ကဲဒါဆိုလို့ရှိရင် tôi lấy còn gì ra làm tôi lấy cái...